ကျွန်တော်တို့နောက်ဆုံးတင်ကတော့ကားတွေအကြောင်းဖြစ်ပါတယ်။ကမ္ဘာဈေးကွက်မှာအခုဖြစ်ပေါ်နေတဲ့ကားအကျတဲ့အသစ်တစ်ခုအကြောင်းဖြစ်ပါတယ်။ဒီတင်ကလက်စစ်ကားမဟုတ်ပါဘူး။ဘင်စီကားနဲ့တရုတ်နိုင်ငံအကြောင်းဖြစ်ပါတယ်။တရုတ်ဟာကမ္ဘာအကြီးဆုံးကားတင်ပို့ရောင်းချတဲ့နိုင်ငံ ဖြစ်ပါတယ်။တရုတ်ကရောင်းနေတဲ့ကားအများစုကအခုအချိန်ထိဘန်စင်းနဲ့မောင်းရတဲ့ကားတွေပဲဖြစ်ပါတယ်။ဒီလိုခက်မှန်းချက်တွေကြည့်ပါ။တရုတ်ဟာဘန်စင်းကား၄သန်းကျော်တင်ပို့ဖို့ လမ်းကြောင်းပေါ်ရောက်နေပါတယ်ဒီပြောင်းလဲမှုကအလွန်ကြီးမားပါတယ်ဘာလို့လဲဆိုတော့တရုတ်ရဲ့အဟောင်းကားကုမ္ပဏီတွေကိုပြည်တွင်းဈေးကွက်ကနေတွန်းထုတ်ခံရတယ်ပြည်ချင်းကလက်စစ်ကားတွေကိုအများကြီးထောက်ပံ့ပေးခဲ့တာကြောင့်ဖြစ်တယ်လက်စစ်ကားတွေဈေးချသွားတယ်ပို့ရောင်းရတယ်အဲဒါကြောင့်အဟောင်းကုမ္ပဏီတွေမှာဘန်ဇင်းကားအများကြီးခြံခဲ့တယ်ရောင်းမထွက်တဲ့ကားတွေအများကြီးရှိနေတယ်အခုသူတို့ကဒီကားတွေကို ဖွံ့ဖြိုးဆဲနိုင်ငံတွေစီတင်ပို့နေကြပါတယ်။ဒီကားတွေကဈေးအရန်ချိုတယ်အချက်လက်တွေအများကြီးပါတယ်ဈေးရှင်ပြန်ဖို့ခက်တယ်။ဒီကဒီကားတွေကိုနိုင်ငံပေါင်းများစွာစီရောင်းနေပါတယ်။ဒါကြောင့်ကမ္ဘာကားကုမ္ပဏီကြီးတွေဈေးကွက်အစိတ်အပိုင်းဆုံးရှုံးနေရပါတယ်။အစိုးရချုပ်ကအခွန်နှုန်းတွေမြင့်ကကန့်တဒါတွေနဲ့တုံ့ပြန်နေကြပါတယ်။ဒါပေမဲ့ဒီအစီအမံတွေကလုံလောက်မှုမရှိနိုင်ပါဘူး။ကျွန်တော်အစီအခံစားအသေးစိတ်ကိုကြည့်ရအောင်။ တရုတ်ရဲ့လက်စစ်ကထွက်ပေါ်မှုကြီးထွားလာတာကတည်ငောင်းကြီးတွေအများကြီးဖြစ်ခဲ့ပါတယ်ဒါပေမဲ့အခုတခြားနိုင်ငံတွေမှာမထင်မှတ်ထားတဲ့ line တစ်မျိုးဖန်တီးနေပါတယ်တရုတ်ကအန်အားသင်းစရာတစ်ခုကို အများပြားတင်ပို့နေပါတယ်ဘန်ဇင်းကားတွေဖြစ်ပါတယ်ဟုတ်ပါတယ်တရုတ်ပြည်တွင်းမှာလက်စစ်ကားတွေလွန်မှုနေပေမဲ့တင်ပို့ရမှာတက်စီကားတွေကမတန်တင်အများပြားဖြစ်နေပါတယ်ဒါကကမ္ဘာကားစီးကွက်ကို ပြောင်းလဲပြစ်နေပါတယ်ဒါကအမေရိကန်မှာမဟုတ်ဘူး ဥရောပမှာမဟုတ်ဘူးကမ္ဘာကျန်တဲ့နေရာတွေမှာဖြစ်နေတာပါကိကနန်းတွေကြီးရမယ်ဆိုရင်တရုတ်ဟာအခုကမ္ဘာအကြီးဆုံးကားတင်ပို့ရောင်းတဲ့နိုင်ငံဖြစ်နေပါတယ်ဒီနှစ်မှာကား6တောင်းမှ9တန်းတင်ပို့မယ်လို့ခန့်မှန်းထားပါတယ်လက်စကားတွေပါပါမိအများစုကဓာတ်စီကားတွေဖြစ်ပါတယ်စုစုပေါင်းတဲ့က၄တန်းမှ3တန်းကဓာတ်စီကားဖြစ်ပါတယ်အဲ့ဒါက3ပုံ2ပုံနီးပါးဖြစ်ပါတယ်ဒီတက်လာရတဲ့ဘဒူကဥဆောင်နေတာလဲ Tesla ဒါမှမဟုတ် BYD မဟုတ်ပါဘူးတရုတ်ရဲ့အစိုးရပိုင်ကုမ္ပဏီကြီးတွေဖြစ်ပါတယ် SAIC Dongfeng BAIC Changan Cherry စတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်ဒါတွေကအယောင်ကုမ္ပဏီတွေဖြစ်ပြီးအရင်က GM Nissan Honda တို့နဲ့ပူးပေါင်းခဲ့ကြပါတယ်ဒါပေမဲ့တရုတ်မှာလက်စကဈေးကွက်စပွဲကြောင့်တွန်းထုတ်ခံရပါတယ်အဲ့ဒါနဲ့ဥတီကျပြောင်းလိုက်ကြရတယ် အခုတင်ပို့ရိတ်ကိုအယုံဆိုင်လာကြပြီးတင်ပို့မှုအရန်မြန်မြန်တိုးလာပါတယ်။ Cherry ကတင်ပို့မရမှာနံပါတ်1ဖြစ်ပါတယ်2024မှာကမ္ဘာတဝန်ကနေရမ6တန်းရောင်းခဲ့ပြီးအများစုကဒက်စီကားတွေဖြစ်တယ်။ JAC နဲ့ Great Wall ကုမ္ပဏီကကုမ္ပဏီတွေလည်းဒီလမ်းကြောင်းထဲပါလာပါတယ်။သူတို့ကလက်စစ်ကားထက်ဒက်စီကားကိုပို့တင်ပို့နေကြပါတယ်။ BYD နဲ့ Tesla တွေကပဲအဓိကလက်စစ်ကားတင်ပို့နေတာဖြစ်ပါတယ်။ ဘာလို့အခုဒီလိုဖြစ်နေရတာလဲထုံးလုံးမှုလွန်ကဲနေလို့ဖြစ်ပါတယ်တရုတ်ကနှစ်ပေါင်းများစွာလက်စစ်ကစစ်ရုံအသေးတွေစောက်ခဲ့ပေမဲ့အဟောင်းတပ်စီကစစ်ရုံတွေကိုမပြောင်းခဲ့ပါဘူးအဲဒါကြောင့်အခုတပ်စီကထုံးလုံးနိုင်စွမ်းအများကြီးပုံနေပါတယ်အစီရင်ခံစာ အချို့ကဒီစစ်ရုံတွေကတပ်စီက3တန်း30ထုံးလို့ရသေးတယ်လို့ဆိုပါတယ်ကုမ္ပဏီတွေကဒီစစ်ရုံတွေမပိတ်ချင်ဘူးအဲဒါကြောင့်ကားတွေကိုတင်ပို့ရုံပဲလုပ်နေကြတာဖြစ်တယ်ဒီကားတွေဘယ်ကိုရောက်နေလဲ အမေရိကန်နဲ့ဥရောပမဟုတ်ပါဘူးအဲ့ဒီနေရာတွေမှာအခွန်နှုန်းနဲ့စီးမြင့်တွေအရန်တင်းတယ်အဲ့ဒီအစားတရုတ်ကဖွံ့ဖြိုးဆဲဈေးကွက်တွေစီကိုပို့နေပါတယ်လက်တင်အမေရိကအရှေ့ဥရောပအာဖရိကအနောက်အာရှအရှေ့တောင်အာရှစတဲ့နေရာတွေဖြစ်ပါတယ်အဲ့ဒီနေရာတွေမှာလက်စစ်ကအာတွင်းစကန်နေသေးတယ်တက်စီကအဓိကရှိနေစေဖြစ်ပါတယ်ဒီဈေးကွက်တွေမှာတရုတ်ကားတွေအနိုင်ရလာပါတယ်ပိုလန်မှာတရုတ်ကားအမတ်တရစိတ်တွေအရန်မြန်မြန် ြီးထွားလာပြီးတော့ချီလီမှာကာစီကွက်ရဲ့သုံးမုန်တပုံရှိလာပါတယ်အာဖရိကမှာ16ရာခိုင်နှုန်းရှိတယ်တရုတ်ကားတွေဘလို့အနိုင်ရလာတာလဲဈေးချိုတယ်အရင်ကကမ္ဘာဒီဇိုင်းဟောင်းတွေတုံးပေမဲ့အချက်အလက်တွေအများကြီးထက်သွင်းထားတယ်ဥပမာ Don Fan Rich 6က Nissan design ကိုအခြေခံထားပေမဲ့ဒေါ်လာတစ်တောင်းလောက်ဈေးချိုပါတယ်ဒီ model ကအခုအာဖရိကနဲ့တောင်အမေရိကမှာအရန်ရေပန်းစားနေပါတယ် အနောက်ကုမ္ပဏီတွေကဒီဈေးနဲ့အရှင်ကိုမရှင်းနိုင်ပါဘူးသူတို့ဆုံးနေရတာကလက်စစ်ကားကြောင့်မဟုတ်ဘူးတရုတ်ရဲ့တက်စီကားရေလိုင်းကြောင့်ဖြစ်ပါတယ်အစိုးရတွေတုံ့ပြန်နေကြပါတယ်မက္ဆီကိုကအခွန်နှုန်းအများကြီးမြင့်လိုက်တယ်ရုရှားကတင်သွင်းအခွန်ပုံမြင့်မြင့်ကောက်တယ်တောင်အာဖရိကကအခြေအနေမြတ်တောက်အောင်လုပ်နေတယ်စက်ရုံတွေလိုချင်ပေမဲ့ဈေးချိုတဲ့တင်သွင်းကားကိုကန့်သားဖို့စဉ်းစားနေပါတယ်အခုဒီပြဿနာကဂုံသွေးရေးပြဿနာတစ်ခုတည်းမဟုတ်တော့ပါဘူးကမ္ဘာနိုင်ငံကြီး ြဿနာဖြစ်နေပါတယ်တရုတ်ရဲ့ထုတ်လုပ်မှုလွန်ခဲ့တာကအခုဖရောင့်ဇုံနိုင်ငံရဲ့ပြဿနာဖြစ်လာပါတယ်ကာလောကရဲ့အနာဂတ်အတွက်ဘာအတိတ်ပဲရှိလဲကမ္ဘာကာစီကွက်အစိတ်ပိုင်းရှင်ပြန်မှုတကယ်ဖြစ်နေတာအနောက်နိုင်ငံတွေမှာမဟုတ်တော့ပါဘူးလက်စစ်ကအခြေခံအဆောက်အအုံမပြည့်စုံသေးတဲ့ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာဖြစ်နေပါတယ်ဒါစီကာကအဓိကရွေးချယ်စရာဖြစ်နေစေဖြစ်တယ်တရုတ်ကအရင်မြန်မြန်လုပ်နေတယ်တခြားသူတွေလစ်လူရှုခဲ့တဲ့နေရာကိုကြီးမားတဲ့ကား ဈေးချိုပြီးညံရီထက်မြက်တဲ့စီမံကိန်းနဲ့ဖြစ်နေပါတယ်။အဟောင်းကားကုမ္ပဏီတွေအတွက်ဒါကတတိပိချက်ဖြစ်ပါတယ်။ကမ္ဘာကလက်စစ်ကားအတွက်အခွန်တွေအယုံဆိုင်နေချိန်မှာတူရဲ့ဓာတ်ဆီကားတွေကဂျန်နက်ကဘာကိုတိတ်တဆိတ်တိမ့်ပိုက်နေပါတယ်။သူတို့နေမသွားပါဘူး။